Hello live season by Vikiya ကြိုဆိုပါရယ်ဒီနေ့ကတော့ဟိုချီမင်းကနေဒါလက်ကိုလေရင်နဲ့လာပါရယ်လေရင်ကွင်းကဒါလက်မြို့ထဲမှာမဟုတ်လို့ကားနဲ့တဆင့်သွားပါရယ် graph တွေကလည်းနောက်ကျနေပြီဖြစ်လို့လက်မခံတော့တဲ့အတွက်ကြောင့်မို့လို့ airport taxi နဲ့ပဲ Vikiro booking လုပ်ထားတဲ့ homestay လေးကိုသွားခဲ့ပါရယ် ကဲခုတော့ဖကီတို့ဘုတ်လောက်ထားတဲ့ home stay ကိုရောက်လာပါပြီဒီ home stay လေးက decoration လေးလဲလှပြီးတော့တန့်ရှင်းတက်ရပြီးတော့နေခြင်းစရာကောင်းတယ်အနက်စာတော့သူကတစ်ခုခုကိုတာဝန်ယူပြီးတော့မကြွေးပင်မဲ့ free bee ဆိုပြီးတော့မုတ်အချိုထောက်ဆွဲဖူးတွေနဲ့အသီးနှံနဲ့ပပပေးထားတဲ့ home stay တွေထုံးစံတိုင်းကွက်ကိုပဲလှီးချွတ်ပြီးတော့ပြင်ဆင်ပြီးစားရတာပေါ့နော် ထမအောင်ဆုံးနေ့မှာပဲအချိန်မဖြုံးမနဲ့ graph ငါပြီးတော့ပဲညီမတို့ကညီမတို့တဲတဲ့နေရာနေအဝေးဆုံးမှာရှိတဲ့လဲစရာနေရာကိုပထမအောင်ဆုံးသွားခဲ့ပါဗျ ရောက်လာပါပြီဒီနေရာလေးကနိုင်ငံခြားခီးသွားတွေခြားထဲမှာနမဲချီးပြီးတော့အေးဆေးလဲပတ်လို့ကောင်းတယ်လမ်းလျှောက်လို့ကောင်းတယ်ရှောက်ကြည့်လို့ကောင်းတယ်ဆိုပြီးနမဲချီးလို့လာခဲ့တာပါကျော်တန်နေရောက်နေရတယ်။ဒါလက်မှောင်ချင်း ဓိကကတော့ဒီရုပ်ထုတွေပေါ့နော်ဒီရုပ်ထုတွေကတော်တော်လေးကိုဒီဒေးကြပြီးတော့သင်ချောင်းထုထားတယ်သူကတန်နယ်လို့ဆိုတဲ့သဘောအတိုင်းဟိုတက်တဲ့ကြီးမဟုတ်ပဲနဲ့အောက်ကိုတဆင်ဆင်းပြီးကမှအောက်မှာဒီရုပ်ထုတွေကြားထဲမှာရှောက်ပတ်ပြီးရင်ပြန်တက်ရတာပေါ့နော်ဒီကားတက်ဆင်းရတော့တက်ကြီးရဲ့ဟိုကြီးကလေးတွေကတော့နည်းနည်းဂယူဆိုင်ရပါမယ်နည်းနည်းချော့ပါတယ် ီနေရာလေးကိုသွားမယ်ဆိုရင်တော့ဆော့ဆော့သွားဖို့အကြံပေးပါတယ်။ဘာဖြစ်လို့လဲဆိုတော့နည်းနည်းနောက်ကျလေဟိုတခြားခီးတဲ့တွေလည်းပြားလာတာဆိုတော့တပ်ပုံရိုက်လို့မကောင်းတော့ဘူးလဲလို့မကောင်းတော့ဘူးနည်းနည်းဆူလာတာပေါ့နော်။အခုနေရာမှာဆိုလို့ရှိရင်လည်းအေးဆေးထိုင်နာပြီးတော့အမောပြေအေးတော့ life food လေးတွေတော့စားလို့ရပါတယ်။ဒီကဒီနေရာကို Instagram spot ပေါ့เนาะဒီနေရာအရင် Instagram မှာနာမည်ကြီးတဲ့ photo spot မို့တန်းစီပြီးတော့ ဆောင်ပြီးတော့ရိုက်ကြတာပေါ့เนาะညီမတို့ကတော့အဲ့ဒီမှာတမ်းစီတော့ပဲ ਨੇ တခြားအပိုင်းမှာကသူက National Park အသေးစားလိုမျိုးတဘာဝရှုခဲလေးနဲ့အေးဆေးနှစ်ယောက်လမ်းလျှောက်ပြီးတော့ပတ်ပြီးတော့လဲခဲ့ပါတယ်ဒီနောက်တနေရာလဲ traveling memory အမတွေရပဲသူတို့ညှောလို့ရောက်လာတာပေါ့เนาะဒီမှာပဲနေ့လယ်စားပြီးနားဖို့အတွက်လာခဲ့တာပါ ဝယ်လိုက်တာနဲ့သူတို့က full and train ပြင်ဝင်ကြီးပါအပါပေါ့နော်။ဒီဟာသူတို့တစိတုံးလေးထုပေးတဲ့အဲ့ဒီလမ်းလေးတိုင်းဆင်းသွားရုံပါပဲ။အောက်ကိုရောက်လာတာနဲ့တကယ်ကိုလှပပြီးတခြားတနေရာတစ်ခုကိုရောက်သွားတယ်လို့ပဲ။အရန်လှပြီးတော့ရန်တက်ရှုံတော့ပဲရန်ကောင်းပါလေ။ ဒီဆိုင်လေးကလေအေးဆေးထိုင်ရေတံလေးတွေနားထောင်ပြီးတော့စားတော့ဓပုံရိုင်းအဲ့လိုနေရာလေးပါမိုက်ပါ ညာပြစ်ကစားနည်းလိုမျိုးကစားစရာတွေလည်းတို့ရှိမှာဖြစ်ပါတယ်ဒီနေရာလေးကိုတော့ဓပုံရရတာဝါသနာပါတဲ့မိန်းကလေးတွေမိသားစုတွေလာရောက်ပြီးတော့အပန်းဖြေဖို့အတွက် recommend လုပ်ပါတယ်เนาะ မကတော့သူတို့ free ပေးတဲ့ drink နဲ့ snack လေးပြင်သူတို့ရဲ့ signature ချက်ကင်လေးစားပြီးတော့ပြန်ပါပြီ။ညိုရဲကိုကားနဲ့ပဲပြန်လိုက်ပြီးတော့ညိုရဲရောက်တဲ့အခါမှာဒါလက်ရောက်ရဲ့အလုံးတန်ဆုံးအရာတွေလေးကတစ်ခုဖြစ်တဲ့ nail spa လေးကိုသွားခဲ့ပါဗျာ။ ညမသွားခဲ့တဲ့ဒီ nail spa လေးကတော့လှုပ်ပေးတာလဲညံဆန်စေတနာပါပြီးတော့ဈေးလဲတန်ပြီးတော့တန်ရှင်းတက်ရက်လို့စိတ်တိုင်းကြခဲ့ရပါတယ်ရှင်တဲ့ဆိုင်သွားပြီးတဲ့နောက်မှာတခါတည်းညစာစားဖို့ညစည်းဝင်ခဲ့ပါတယ် ညာဘက်တောက်လျှောက်မှာတော့သူတို့ရဲ့ street food တွေအပြင်စားစရာဆိုင် restaurant တွေ food store တွေလိုမျိုးအပြင်မျိုးမျိုးရွေးချယ်စရာစားစရာတွေကိုသူတို့ခင်းကျင်းပြသထားပါတယ်။နေနေကြားမှာလည်း popular ဖြစ်တဲ့ဒီ Pano လက်ပတ်ရည်နဲ့အကြခွေးပတ်မုန်းဆိုင်တွေကလည်းဗကီကိုဆွဲဆောင်နိုင်ခဲ့ဆုံးပါပဲ။ဘယ်ဘက်တောက်လျှောက်မှာတော့အဝတ်ထည်တွေကိုအဓိကရောင်းကြပါတယ်။ဒီချက်ဦးတိုင်နဲ့အမွေတထောင်တောင်ထွက်နေတဲ့စွပြုတ်ကြီးကလည်းဗီကီကိုဆက်ဆောင်နိုင်ခဲ့ပါတယ် ညဈေးမှာတော့သူတို့ရဲ့ local product တွေနဲ့အသေးရနံတွေကိုလည်းရောင်းချပါတယ်။ဒါလက်ပေါ်ရောက်ခဲ့ပြီဆိုလို့ရှင်တော့ဒါလက်မှာအသေးနံတွေဝယ်စားပါလို့ recommend လုပ်ပါတယ်။အရန်တန်ပြီးတော့အရန်ပေါ်ပါတယ်။ ဖီကီကတော့ဖီကီရဲ့အာယုံဆွဲဆောင်နိုင်တဲ့သုံးဆိုင်တွေကတစ်ခုဖြစ်တဲ့လက်ဖက်ရည်နဲ့ပါမောက်ဆိုင်လေးဝင်ပြီးတော့တခြားဆိုင်တွေကအစားတောက်တွေကိုပါသူတို့ကမှားပြီးတော့စားခွင့်ပြုတဲ့အတွက်ကြောင့်မလို့တော်တော်အဆင်ပြေခဲ့ပါတယ်။စားလို့ကောင်းခဲ့ဆုံးကတော့ဒီခောက်မုတ်လေးပေါ့နော်။ကျန်တာတွေကတော့တိတ်ပြီးတော့ recommend မလုပ်ပါဘူး။ ဂါလက်ရဲ့ day one vlog လေးကတော့ဒီလောက်ပါပဲရှင်။နောက်အင်ကားနဲ့စနေနေ့တိုင်းမှာလဲ VNN ကတခြားမြို့လေးတွေကိုရိုက်ထားတဲ့ vlog လေးတွေဇက်တိုက်တက်မှာမို့လို့ Vicky ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော်။ See you in next vlog.